ကဲအဲ့ဒါလို society ပေါ်မှာမေတ္တာကရုဏာမုဒိတာဥပေက္ခာထားနိုင်ပြီလို့ဆိုတဲ့အခါကျတော့ပြဿနာကြံသေးသလားလို့ဆိုမဖြေရှင်းနိုင်တဲ့ပြဿနာတစ်ခုကြံသေးတယ်။ဘာလဲကိုကိုတိုင်ကမဆုံးဖြတ်နိုင်လို့နောက်ဘဝဆိုတာရှိသလားမရှိဘူးလားဆိုတာကိုမဆုံးဖြတ်နိုင်ဘူးဒါမှန်တယ်လေမြင်ရတာမှမဟုတ်တာဟုတ် သိပြီးတဲ့နောက်ဘာဖြစ်မလဲဆိုတာကိုယ်ကိုယ်တိုင်မဆုံးဖြတ်နိုင်ဘူးမဆုံးဖြတ်နိုင်တဲ့အခါကျတော့မြတ်စွာဘုရားကအဲ့ဒါအကျဉ်းဉာဏ်ဒီဆုံးမဩဝါဒပေးတာအဲ့ဒါလို့မဆုံးဖြတ်နိုင်တာကြတော့တေချာတာကိုလုပ်ဆိုပြီးတော့ဒီတုတ်တန်မှာအချက်၄ချက်ချက်၄ချက်ဟာကိုယ့်အတွက်တတ္တရာရမယ်အချက်၄ချက်ဒီဘဝမှာကောင်းအောင်နေခြင်းဖြင့်ကိုယ့်ဘဝမှာနောက်ဘဝအတွက်နောက်ဘဝအရေးစိတ်အေးရမယ်အချက်၄ချက်ကိုမြတ်စွာဘုရားဟောတာ ဟုတ်မဟုတ်စဉ်းစားကြည့်။ကောင်းပြီအခုလိုစိတ်ဓာတ်ဖြူစင်းနေတဲ့ပုံကတည်းကတချို့ဘာသာရေးဆရာဟောတယ်ဓမ္မလောကမရှိဘူးလို့ဟောတယ်တချို့ကရှိတယ်လို့ဟောတယ်။ကဲအဲ့ဒီနှစ်ခုကြားမှာဘယ်လိုနေမလဲ။ဆိုတော့မြတ်စွာဘုရားဒီဘဝမှာကောင်းအောင်လို့ခုနမေတ္တာနဲ့နေမယ်ကရုဏာနဲ့နေမယ်မုရိဒာနဲ့နေမယ်ဥပေက္ခာနဲ့နေမယ်အများအတွက်ကိုကိုယ်တိုင်က လောဘဒေါသမောဟအခြေခံတဲ့အကုသိုလ်တွေစွန့်ပယ်ပြီးတော့အလောဘအရဒအမောဟအခြေခံတဲ့ကုသိုလ်တရားတွေပြည့်ပြည့်စုံအောင်လှုပ်ထားပြီးဆိုတဲ့ပုဂ္ဂိုလ်တရားကောင်းပြီကိုယ့်ဘဝမှာဖြူစင်းနေတယ်အဲ့ဒီဖြူစင်းနေတဲ့စိတ်ရှိတဲ့ပုဂ္ဂိုလ်ဟာတမလွန်လောက မရှိဘူးဆိုတဲ့ပုဂ္ဂိုလ်ကြီးပြောတဲ့စကားအရာအကယ်၍တမလွန်လောက မရှိလဲဘာပူစရာလို့လဲဒီဘဝမှာလူကောင်းမယ်ဟုတ်ကဲ့တမလွန်လောကမရှိလဲဒီဘဝမှာသူကလူကောင်း ကဲဓမ္မလောလောကရှိပြီဆိုရင်တော့ဟိုဘဝမှာချမ်းသာတယ်ဘဝရောက်သွားမှာဟောနှစ်ခုစိတ်သက်သာရမရပဲဘူးလားဘယ်ဘက်ကကြည့်ကြည့်သူ့အတွက်ကလုံလောက်နေပြီဟုတ်ကဲ့ဒီဘဝမှာကောင်းအောင်နေသည့်အတွက်ကြောင့်ဓမ္မလောလောကရှိတယ်ဆိုရင် okay နောက်ဘဝငါကောင်းတဲ့ဘုံရောက်မှာပဲဓမ္မလောလောကမရှိဘူးဆိုလဲဘာကိစ္စရှိလဲငါဒီဘဝမှာလူတော်လူကောင်းကိုယ်ကိုယ်ချမ်းချမ်းသာသာနဲ့ဟောထိမ့်သိမ်းဆောက်ရှောက်သွားနိုင်တယ်ဟော တတရာနှစ်ခုရ။နောက်အကုသိုလ်ဆိုတာမရှိဘူးအကုသိုလ်ဆိုတာလုံးလို့မရဘူးဆိုတဲ့ပုဂ္ဂိုလ်ကတူလုံးလို့ရတယ်ဆိုတာနဲ့တူဆိုလို့ရှိရင်ကဲလုံးလို့မရဘူးဆိုတဲ့ပုဂ္ဂိုလ်ရငါကိုယ်တိုင်ကလုံးလို့မရဘူးဆိုရင်ငါကိုယ်တိုင်ကမှအကုသိုလ်မလုပ်တာအကုသိုလ်မလုပ်ရင်အကုသိုလ်အကျိုးဘယ်လိုလုပ်လာမလဲဟောတတရာကဲလုံးလို့မရဘူးဆိုရင်ငါကလည်းလုံးမှမလုပ်တာမလုပ်သည့်အတွက်ကြောင့်အကုသိုလ်ကငါစီမရောက်နိုင်ဘူး နှစ်ဖက်စလုံးသူတွေကအကုန်လုံးတေချာပေါ့ကြည့်ပဲမလုံချင်းကြောင့်လဲအကုသိုလ်မရဘူးလုံမဖြစ်ချင်းကြောင့်လဲသူအကုသိုလ်မဖြစ်ဘူးဟုတ်ကဲ့အဲ့တော့လေးဘက်လေးထံကတတရရတယ်ဒီတေချာတဲ့ဤစနစ်ကိုလိုက်နာကျင့်သုံးရမယ်လို့ရသော်ဗျာဒီကာလမတုတ်ဒီလိုဟောလိုက်တာ တန်တရားရှိနေတဲ့ပုဂ္ဂိုလ်တွေကိုအေးမင်းတို့ငါပြောတာနားထောင်ငါတရားမှအမှန်ကြံတဲ့လူတွေတရားအမှားလို့ဒီလိုသာသွားပြောရင်ဟိုလူတွေကတန်တရားပိုးဖြစ်သွားမှာပဲ။အိုးယဟန်ဂေါရမလည်းဒီပုတ်ထဲကဒီပဲပါပဲဆိုပြီးတော့သူကလည်းသူ့ကွာရကောင်းကောင်းပြောသွားတာပဲလို့ဒီလိုပြောခံမှာဟုတ်ကဲ့။အခုကျတော့မြတ်စွာဘုရားကအလွန်လိမ္မာပန်းနပ်ပြီးဆုံးမသွားတဲ့အခါကျတော့ဘုရားကကိုယ်ကွာရပြောသွားတယ်လို့မထင်ရဘူး။တကယ်တော့မြတ်စွာဘုရားဟာ ုဟောနေကြတရားဟောတော်တာပါပဲအကုသိုလ်တွေရှောင်မှုကုသိုလ်တွေဆောင်မှုမေတ္တာကရုဏာမုရိဒာဥပေက္ခတရားတွေပွားများအထောက်ကြဖို့လို့ဆိုတယ်ဒီအခြေခံတရားတွေကိုကာလမအမျိုးသားတွေကိုဟောတော်တော့အမ္မတမသဘောကျပြီးတော့သူတို့ကနောက်ဆုံးဘုရားဗလာဖြစ်ကိုခံယူကြတယ်တဲ့ဒါကကာလမတုတ်တံမှာအနှစ်ချုပ်အနေနဲ့ဘုန်းကြီးတို့ရှင်းလင်းဟောကြားတာဖြစ်ပါတယ်